ေတင်ကိုစိန်ခေါ်တာကိုကြောင်းလို့မဟုတ်ကြောင်းအရှက်ပြေအကြောင်းပြလာခဲ့တဲ့သမီးဆိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီအင်ဆိုင်ဒါ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်သမီးဆိုကတော့နိုင်ငံသားမှနေပြီးတော့လူအများကိုဝုန်းကျင်နိုင်ဝုန်းနေတဲ့ပွဲပင်ရမဆိုလဲမမပါဘူးပလိန်တာမဟုတ်ပဲထောက်ပြတာဆိုတဲ့ခေါင်းစဉ်ကိုတုံးခဲ့တဲ့သမီးဆိုက မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အချိန်မှာတော့အကြက်ရိုက်တာတွေရှိလာခဲ့ပါတယ်။သူပြောဆိုခဲ့တဲ့သူတွေကတရားဖြစ်တဲ့အေတင်ကိုကသူ့အကွက်ထဲကိုဝင်လာမဲ့အချိန်ကိုစောင့်နေရမှုမြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အချိန်မှာအရာကိုလုံးတော့တာဖြစ်ပါတယ်။အေတင်ကိုကသမီးစိုးမန္တလေးလာမဲ့အချိန်ကိုစောင့်နေတာဖြစ်ပြီးတော့ရောက်လာတာနဲ့စားသောက်ဆိုင်မှာချင်းပြီးတော့ပါးရိုက်ဖို့စောင့်နေခဲ့တာပါ။မနေ့ကညနေ3နာရီမှာနမဲကြီးစားသောက်ဆိုင်မှာချင်းခဲ့တာဖြစ်ပါတယ်။အေတင်ကိုဘက်ကသမီးစိုးကိုလာဖို့ဆိုရှယ်မီဒီယာမှာအထီးလင်း ိတ်ခေါ်ခဲ့ပါတယ်ဖုန်းနေဆက်သလိုမက်ဆန်ဂျာမှာလည်းဆက်သွယ်ထားပေမဲ့သမီးစိုးကတော့အကြောင်းမပြန်ခဲ့ပါဘူးဒါအပြင်သမီးစိုးကိုဆက်သွယ်လို့မရလို့မန်နေဂျာကိုဆက်သွယ်ချိန်မှာလည်းဆက်သွယ်လို့မရပြန်ပါဘူးဒါကြောင့်မို့အေတင်ကိုကစားတောက်ဆိုင်ရှိမှ၄နာရီထိစောင့်နေခဲ့ပါတယ်အေတင်ကိုစပြီးတော့စိန်ခေါ်လိုက်တဲ့အချိန်ကလေးက မီးစိုးကဆိုရှယ်မီဒီယာမှာဘာမှမတင်ခဲ့ပါဘူးဒရိုနှစ်ယောက်ရဲ့ပွဲကိုကြည့်ကျင်ကြတဲ့သူတွေကဖျာခင်းပြီးတော့စောင့်နေကြပေမဲ့ပွဲရမဖြစ်ခဲ့ပါဘူး။ညရောက်တဲ့အချိန်မှာသမီးဆိုးဘက်ကနေတုံ့ပြန်လာခဲ့တာပါ။သမီးဆိုးကသူတနေ့လုံးရှူတင်နေနဲ့မအားမလက်ဖြစ်ကြောင်းတုံ့ပြန်လာခဲ့တာပါ။ရှူတင်နဲ့မအားလို့လိုင်းတောင်မတက်ဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။မနေ့ကသမီးဆိုးကတရက်လုံးမန္တလေးရနာမည်ကြီးနေရာတွေမှာရှူတင်သွားလုပ်နေရတာပါ။ဒါအပြင်ညရောက်တော့လဲစားသောက်ဆိုင်မှာသူများဖိတ်လို့သွားစားနေခဲ့ရတာဖြစ်ပါတယ်။ ။ဒါအပြင်ညာရောက်တဲ့အချိန်မှာတော့အေတင်ကိုပြန်ပြီးတော့တုံ့ပြန်လာခဲ့တာပါ။သူမလာရတဲ့အကြောင်းရင်းကအေတင်ကိုဘက်ကသူ့ကိုဖိတ်စာနဲ့မဖိတ်တာအကြောင်းလို့ဆိုပြီးတော့တုံ့ပြန်လာတာပါ။ဖိတ်စာနဲ့မှတေချာမဖိတ်ရင်မဆိုးကဘယ်ပွဲပေါ်မှာမတက်ဘူးဆိုပြီးတော့တမီးဆိုးကတုံ့ပြန်လာခဲ့တာပါ။လူအများကတော့တမီးဆိုးကမလာရဲလို့အချက်ပြေတုံ့ပြန်နေတာလို့ပြောဆိုနေကြတာဖြစ်ပါတယ်။တကယ်သာဆိုရင်တမီးဆိုးကထိတ်ထိတ်ရင်ဆိုင်လို့ရှားရဲနဲ့မအားဘူးလို့ပြောဆိုနေတာဆိုပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။ ဒါအပြင်သမီးစိုးကအေတင်ကိုအဖက်မလုပ်ဘူးလို့လည်းထုံးပြန်ထားတာပါ သူခေါ်ရိုင်းလာရအောင်ကြောက်စရာအကြောင်းလည်းမရှိကြောင်းပြောထားပါတယ်။အေသင်ကိုကတော့ဖိဆာနဲ့ဖိယားလာအောင်အထီမလို့ပဲဖုန်းခေါ်တာတောင်မကန်ရတဲ့အပေါ်မှာခနဲ့ပြီးတော့ပြောဆိုထားပါတယ်။သမီးဆိုကနိုင်ငံသားမာရုံကမြန်မာနိုင်ငံအနုပညာရှင်တွေနဲ့လူအများကိုပြောဆိုခဲ့တာတွေရှိခဲ့ပါတယ်။တကယ်တမ်းမြန်မာနိုင်ငံကိုပြန်လာတဲ့အချိန်မှာဘာမှမပြောရတော့ပဲဖြစ်နေတာပါ။အေသင်ကိုကတော့သမီးဆိုပြောထားတာတွေကိုသေချာမှတ်ထားပြီးတော့ရှင်းဖို့အဆင်သင့်ဖြစ်နေတာပါ။ပွဲအကြီးကြီးဖြစ်မယ်လို့ထင်ထားပြီးအခုလိုပြီးသွားတဲ့အပေါ်မှာတချို့ကလည်းသဘ ောမကျပါဘူး။နှစ်ယောက်သားပွဲကြီးပွဲကောင်းချရင်တောင်ကောင်းမယ်လို့လည်းပြောဆိုနေကြတာဖြစ်ပါတယ်။သမီးစိုးနဲ့အစ်တင်ကိုတို့ကိုမျက်နှာချင်းဆိုင်တွေ့ကြတဲ့သူတွေများပေမဲ့ တမီးစိုးဘက်ကတော့တွေးဖို့အစီအစဉ်မရှိပါဘူး။မန္တလေးမှာလူကြီးစားပြီးပြီမို့ရန်ကုန်ကိုပြန်ဖို့လဲလှူထားတာဖြစ်ပါရင်မကြခင်မှာရန်ကုန်ကိုပြန်တော့မှာဖြစ်တာမို့ဒရုန်းရောက်ရဲ့ပွဲအတွက်ဖြာဝယ်ပြီးတော့စောင့်နေတဲ့သူတွေကတော့မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။အေတင်ကဖိဆာနဲ့ဖိလို့ရောက်မလာခဲ့တဲ့တမီးစိုးအပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးရေးခဲ့ပေးပါဦး။ဖိဆာနဲ့မဖိလို့မလာဘူးဆိုတော့ပရိသတ်ကြီးဘယ်လိုထင်ပါသလဲ။အောက်ကကောမန့်လေးထဲမှာရေးခဲ့ပေးပါဦး။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။